ကျေပြန့်ဖွင့်ထွားကြောပြင်ကြွတာကြော်ရှင်းလှပကြောပြင်အလှဒါကကျွန်တော်တို့ဝါသနာရှင်ကစားသမားတွေ body transformation လုပ်တဲ့ ဂျင်ကစားတဲ့သူတွေလိုချင်တဲ့ muscle အစိပ်ပိုင်းတစ်ခုဖြစ်တယ်။ယောက်ျားလေးတွေဆိုရင်လည်းယောက်ျားပိပိတတ်တာကြောပြင်ကြောက်သားကကျေပြန့်ခြင်းနဲ့ထူထဲလှပခြင်းနဲ့ sexy ကြတဲ့ back တစ်ခုလုံးဝအခန့်ညားတဲ့နောက်ကြောပြင်ကြွက်သားတစ်ခုကိုလိုချင်ကြတယ်။အမျိုးသမီးတွေဆိုရင်လည်းကျွန်တော်တို့အရန်ကြီးကားနေတာမဟုတ်ဘူးဆိုရင်တောင်မှကြောပြောင်လေးတွေဝတ်တဲ့အခါကြောပြင်လေးမှာအစီလေးတွေကင်းပြီးတော့သူ့ muscle line လေးတွေနဲ့ ြည့်ကောင်းတဲ့ aesthetic look တစ်ခုကိုလိုချင်ကြတယ်။ထို့နည်းတူပဲကျွန်တော်တို့ back workout တွေလုပ်တဲ့အခါလှုပ်တော့လှုပ်နေတာပဲ exercise တွေတော့ဆုံးနေတာပဲခါနာသွားတာနဲ့လက်မောင်းကြီးပဲကြီးလာတာနဲ့ကိုကတေချာလေးထူးထူးတက်တက်လေးနဲ့ကြောပြင်မှာဆော်ဆော်လေးလှချင်တယ်။ဒါပေမဲ့ကာကာကြီးဖြစ်လာတာယောက်ျားဆန်ဆန်ကြီးဖြစ်လာတာဟောတကယ်ကားကျင်ပါတယ်ဆိုတဲ့သူကလည်းအိတ်မကားဘူးဖြစ်နေဝင်းသားအားမရဘူးဖြစ်နေတယ်။အဲ့လိုဖြစ်နေတယ် ဆိုတော့လိုရာမရရတာမလို့တွေဖြစ်နေတဲ့အခါကျွန်တော်တို့တေးသေးချာချာလေးဒီ back master တွေကဘယ်လိုလေးတွေဖွဲ့စည်းထားလဲသူ့ရဲ့လုပ်ငန်းဆောင်တာလေးတွေကဘယ်လိုလေးတွေလဲနောက်ပြီးတော့အတူအတာကစားဆိုလို့လိုက်ကစားလိုက်တာမျိုးမဟုတ်ဘဲနဲ့ငါလိုချင်တာကပါအဲ့တော့ငါဘယ်လေးချင်းငန်းကိုလုံးရမလဲဆိုတဲ့အကြောင်းတရားလေးတွေကိုကိုတိုင်ကိုကြသိရှိဖို့လိုတယ်ဆိုတော့ဒီဗီဒီယိုလေးကသိပ်ပံနီးကြအောက်ကျော်ကျွတ်တာကစားနီးများဆိုတဲ့အကြောင်းဗီဒီယိုလေးဖြစ်တယ်ထုံးစံတိုင်းမှာဒီ master တွေရဲ့ anatomy ကဘယ်လိုရှိလဲ insertion origin တွဲဆမှုတွေကဘယ်လိုရှိလဲ function တို့ရဲ့အလုပ်လုပ်ဆောင်ပုံကဘယ်လိုရှိလဲနောက်ဆုံးအားလုံးသိချင်နေကြရတယ်လေ့ကျင့်ခန်းရွေးချယ်တဲ့အခါဘယ်လိုရွေးချယ်ရမလဲဒီနေရာမှာကျွန်တော်ပြောတဲ့လေ့ကျင့်ခန်းနေသည်တာအကောင်ဆုံးဒါသီးတာအမှန်တရားဒါတွေပဲကစားလို့ဆိုလိုတာမဟုတ်ဘူးကိုဘာဖြစ်ချင်လဲကိုဘယ်လိုလိုချင်လဲကိုဘာကိုကစားတင်လဲဆိုတာကိုတိုင်ကိုကြဆုံးဖြတ်တက်သွားအောင်တင်ပေးမှာဖြစ်တယ်ဗီဒီယိုလေးနည်းနည်းရှေ့မယ်ရှုပ်ထွေးမယ်ဒါပေမဲ့ရှုပ်ထွေးတဲ့အကြောင်းအရာတွေကိုထုံးစံနိုင်မယ်ကျွန်တော်အားလုံးရှင်းလင်းအောင်ရှင်းပြမယ်ဆိုတော့ကျွန်တော်တို့အနာတမီလေးကိုစကြည့်လိုက်အောင်ကြောပြင်ကြောသားမှာကျွန်တော်တို့ရုပ်တရက်ဒီအနာတမီ chart ကိုကြည့်မယ်ဆိုရင်တော့နည်းနည်းလေးရှုပ်ထွေးနေတယ်ဟာ အများကြီးပဲငါဘယ်လိုလို့သွားကြည့်ရမလဲဆိုပြီးလန့်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ rock out လုပ်တဲ့အခါမှာနှစ်ပိုင်းပဲကျွန်တော်တို့ရေဘူးကပိုင်းလိုက်မယ် trap master နောက်ပြီးတော့ let dorsi ပေါ့နော် let master ပေါ့ဝင်း master ပေါ့အဲ့လိုရေဘူးကနှစ်ပိုင်းပဲပိုင်းလိုက်မယ်ဒါပေမဲ့ကျွန်တော်တို့ဒီ back အတွက်ကစားတဲ့အခါမှာ shoulder အနောက် rear deck လေးကိုထည့်ကစားတာရှိတယ် functional အရာကျွန်တော် rotator cuff muscle လေးတွေထည့်ကစားတာရှိတယ်ဒါတော့ကျွန်တော်ခြံလက်လိုက်မယ်ဆိုတော့အဓိကအကြီးနှစ်ခုဖြစ်တဲ့ trapezius နဲ့ let dorsi ကိုကျွန်တော် နှစ်ပိုင်းခွဲပြီးရှင်းပြတော့မယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Trapezius ကိုအရင်စကြည့်လိုက်မယ် Trapezius ကပုံမှန်အဖြစ်တော့ကျွန်တော်တို့ကဂုတ်ကြော်တာဂုတ်ကြော်တာဆိုပြီးဒီ upper trap ကိုပဲကျွန်တော်တို့ကလွယ်လင်းတကူပြောကြတယ်ဒါပေမဲ့ကျွန်တော်တို့ trap မှာဆက်ဒလလောက်အကြီးကြီးရှိတယ်ဆိုတော့အဲ့ trap မှာဆက်ရဲ့စမှတ်လေးတွေကိုကျွန်တော်အရင်စပြီးပြောမယ်ပုံလေးနဲ့ကျွန်တော်ပြမယ်ကျွန်တော်တို့ trap မှာဆက်ရဲ့စမှတ်ကပုံမှန်မာဆယ်တွေဆိုရင်တော့ကျွန်တော်တို့က insertion origin ကအများကြီးမရှိဘူးပေါ့နော်ဒီမှာကျတော့နည်းနည်းလေးများတယ်သူ့ဤစမှတ်ကပထမဦးဆုံး အော့စပစ်ကဘုံပေါ့ကျွန်တော်တို့ဒီနောက်ဆီမှာရှိတဲ့အယိုးလေးအဲ့ဟာနေစရတယ်နောက်ပြီးရင် neutral ligament ဒီ connective tissue လေးပေါ့အဲ့အောက်မှာရှိတဲ့ connective tissue လေးမှာဆက်နေတယ်နောက်ပြီးရင် clavicle vertebra ရဲ့ C7 နောက်ပြီးရင် thoracic spine ဆက်နှစ်ခုအားလုံးအဲ့ဒီမှာတောက်လျှောက်ချိတ်ဆက်နေတယ်ဒါကသူဤ salmon origin ကျွန်တော်ပုံလေးမှာတစ်ခုချင်း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 ပြထားတယ်။အမှတော့ရှော့တော့ရှော့တော့ရှော့သူကဆက်နေတယ်။ဟောဘမသွားပြီးတော့ဆုံးလဲဘမသွားပြီးတွေ့ဆက်လဲဆိုတော့ကျွန်တော်တို့ညှက်ယိုး clavicle ဆိုတဲ့ညှက်ယိုးရဲ့အပြင်ဘက်ဆုံးအပိုင်းနားလေးမှာ lateral third နားလောက်မှာသွားပြီးတော့တွေ့ဆက်နေတယ်။နောက်ပြီးတော့ကျွန်တော်တို့ရဲ့ scapula ဆိုတဲ့ shoulder blade ရှိတယ်။လက်ပြင်ယိုးခွန်မှာပေါ့နော်။ shoulder blade ရဲ့ acromion အမိုးပေါ့အဲ့အပေါ်နားလေးမှာချိတ်ဆက်နေတယ်။နောက်ပြီးတော့ scapula ရဲ့ spine ဒီနားလေးမှာသွားပြီးတော့ချိတ်ဆက်နေတယ်။ ဆိုတော့ origin နဲ့ insertion တွေကနည်းနည်းများမယ်ဒါပေမဲ့ဒါလေးကိုကျွန်တော်ကဗဟုသုတရအောင်ထည့်ပေးထားခြင်းဖြစ်တယ်။ဒါဆိုရင်ကျွန်တော်တို့ဒီ trapezius marcel ကိုကစားတဲ့အခါမှာကျွန်တော်တို့ကသုံးပိုင်းပိုင်းလိုက်တယ်။ပုံမှန်အဖြစ်တော့ဒီ trap marcel ကအဲဒီလိုကြီးရှိတဲ့ပုံစံတစ်ခုလဲဆိုပေမဲ့သုံးပိုင်းပိုင်းလိုက်တယ်။အဲ့လိုသုံးပိုင်းပိုင်းပြီးသူ့ရဲ့ action ကိုမြင်အောင်ကျွန်တော်ရှင်းပြမယ်။ဒါဆိုရင်ကျွန်တော်တို့ trap marcel ရဲ့အလုပ်လုပ်ပုံလေးကိုစကြည့်လိုက်အောင်။ပထမအဦးဆုံး upper trap အဲ့ဒီကောင်ကနံပါတ်1က scapular elevation ဒီလိုမျိုးလေး မှားလိုက်တာနောက်တစ်ခုကကျွန်တော်တို့လေဘင်းကို နောက်သို့ဆန့်လိုက်တာ neck extension နောက်ဆုံးတစ်ခုကကျွန်တော်တို့ lateral flashing ဒီလိုမျိုးဒီလိုမျိုး စကြောတက်တဲ့အခါ lustration လောက်တယ်လေအဲ့လိုမျိုးလောက်တာဒါဆိုရင်အလဲပိုင်း middle trap trap မှာဆက်အလဲပိုင်းအဲ့ဒါက scapular retraction ဒီလိုမျိုးလေးလောက်တာ နောက်ဆုံးဟိုးအောင်ဆုံးကကျွန်တော်တို့ tremor အောင်ဆုံးပါအဲ့ဒီကောင်က scapular depression ကျွန်တော်တို့ဒီလိုမျိုးလက်မြောက်ပြီးတော့ depress လောက်လိုက်တဲ့ဆိုရင် lower trap က activate ဖြစ်တယ်နောက်ပြီးတော့ upward rotation အဲ့ဒါကဒီလိုမျိုးမြောက်တဲ့ movement ပေါ့ ဆိုတော့ဒီ thread marker action တွေကိုတိဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီပုံမှန်ပြထားတဲ့ scapular movement လေးတွေကိုတိမယ်ဆိုရင်လွယ်လွယ်ကူကူရရှိသွားမှာဖြစ်တယ်ဆိုတော့ဒါလေးတွေကျွန်တော်ထည့်ပြောတာရှားရှည်ပြီးပြောနေတာမဟုတ်ဘူးဒါလေးတွေတိသွားရင်ကိုကဘာကြောင့်ဘလို့ဘလို့ဘလို့ဆိုတာကျွန်တော်တို့ခန္ဓာကိုယ်ကြီးကိုကျွန်တော်တို့နားလေသွားရင်ပို့ပြီးတော့လွယ်ကူလိမ့်မယ်နောက်ပိုင်းမြောက်ကိုကဝါသနာပါလို့ဒီ fitness trainer တင်းနန်းတွေတက်တာဖြစ်ဖြစ်ကိုကိုရိုင်းထရိုင်နာလုပ်ချင်လို့ဖြစ်ဖြစ်ဒါလေးတွေတည်ထားရင်အဲ့တင်းနန်းတွေတက်တဲ့အခါမှာအများကြီးကျွန်တော်အကျေစုတင်လဲဒါဆိုရင်ကျွန်တော်တို့ Trimaser ရဲ့ Anatomy တွေတည်ပြီး Insertion Origin တွေတည်ပြီးသူ့ရဲ့လုပ်ငန်းဆောင်တာတွေတည်ပြီးဆိုတော့ကျွန်တော်တို့လေ့ကျင့်ခန်းလေးကိုဇက်ကြည့်လိုက်အောင်ဆိုတော့လေ့ကျင့်ခန်းရွေးချယ်တဲ့အခါမှာကျွန်တော်တို့ကဒီ Trimaser နဲ့ပတ်သက်ပြီးနံပါတ်1အယူဆအမှားလေးတစ်ခုကကျွန်တော်တို့အဲ့နေရာကိုကစားမယ်ဆိုရင် Goat ကျက်သားကစားရတယ်ပေါ့နော်ကျွန်တော်တို့ဒါငငယ်တော့အလွယ်အလွယ်တကူခေါ်တော့ဂုတ်ကစားရဂုတ်ကစားရဆိုပြီးဘယ်လိုမျိုးလောက်ကြလဲဆိုတော့ကျွန်တော်တို့ upright ရိုးကစားရလေဒီလိုကင်ပြီးတော့အေးဆိုလို့ညှက်ချဒါတော်တော်များများကျွန်တော်တို့ကျွန်တော်အသက်အရွယ်အပိုင်းခြားတူတူဆိုရင်ဒီဒုက္ခကိုခံစားဘူးလေအဒီကောင်ကြီးတွေဂုတ်ဘိုးကြီးတောင်တက်အောင်ဆိုအဲအဲ့လိုကြီးညှက်ချတကယ်တော့အဲ့လိုမလိုပါဘူးကျွန်တော်မတယ်တက်တက်ချတယ်အဲ့ဒါလည်းရတယ်ဒါပေမဲ့အဲ့လေချင်းငိုင်းကြီးရတော့ဗျာနည်းနည်းလေးပုံပြီးပြင်မဲ့နေဒီဖွေကြီးကိုအများကြီးထမ်းနေရတာလောက်ရှုပ်တယ် အဲ့တော့ကျွန်တော်က upper trap အတွက်ဆိုရင် shrug ကိုသဘောကျတယ်။အဲဒီမှာကျွန်တော်ပြထားသလိုပေါ့နော်။ dumbbell လေးနှစ်တုံးလိုကင်ပြီးတော့ scapular elevation လေးလုပ်မယ်ဆိုရင်အဆင်ပြေတယ်။ smith machine လေးနဲ့ပဲလှုပ်လှုပ်တိုက်တာနဲ့လှုပ်လို့ပေါ့။ barbell နဲ့လှုပ်လို့အဆင်ပြေတယ်။အဲ့တော့ upper trap အတွက်ကျွန်တော်ကတော့ shrug ကိုရွေးချယ်တယ်။နောက်တစ်ခု middle trap အဲ middle trap ကိုကြီးပဲဤတဲ့ကစားတာထက်ကျွန်တော်တို့ middle back ပေါ့နော်။ကျွန်တော်တို့ back master ထုထဲလပအောင်ဆိုပြီးတော့ကစားဖို့ကျွန်တော်ကတော့အကြံပြုလိုတယ်။ဒီနေရာမှာအများစုကြိုက်ကြတာကတော့ barbell ကောင်းတယ်ကျွန်တော်တို့ဒါ mid back အတွက်တင်မဟုတ်ဖ ೇನೆ ကိုယ့်ရဲ့ခန္ဓာကိုယ် stabilize ဖြစ်ဖို့ comma ဆယ်တွေကိုလည်းကျွန်တော်တို့တောင်းထားရတယ်တော်တော်လေးလေးအားသုံးရတယ်သူထံကလူရက်ကဒါအပြိုင်ဆိုင်ဆွဲကျင်တယ်မန်ပါပါဆွဲကျင်တယ်သူတွေတိတ်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ကဟုတ်ပြီ comma ဆယ်ကိုတေချာအင်စာလောက်ထားတယ် train ထားရဆိုကိစ္စမရှိဘူး stabilization မကောင်းဘူးနောက်ကခြေချင်းမို့ angle mobility တွေလည်းမကောင်းဘူးဆိုရင်ဂျိုင်းထိုးပြီး quad ဆိုပြီးတော့ share ပါကြွသွားမယ်ဆိုတော့အလေးနဲ့နဲ့လည်းကစားမယ်ဆိုရင်လည်းဂျိုင်းတိတ်ပြီးတော့ stimulus ကရမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကတော့ personal favorite အရာဒီ chess board တီဘာရိုးလေးကိုကျွန်တော်ကြိုက်တယ်ကျွန်တော်ကတော့အဲ့လိုမျိုးလေးဆွဲတယ်ဒီနေရာမှာကျွန်တော်တို့က major trap အတွက်ကြီးပဲတီးတန့်ဆိုရင်တော့ဒါ key so shrug ပေါ့နော်အခုကျွန်တော်ပြထားတဲ့ပုံစံမျိုးလေးလှုပ်လို့ရတယ်အကောင်းဆုံး stimulus ကြားတယ်ဒါပေမဲ့ကျွန်တော်ကတော့ personal preference အရာဒီကောင်ကို chess supporter ကိုတေချာ roll လောက်တာပိုကြိုက်တယ် real threat တွေလည်းပါမယ်ဗျာတေချာလေးလည်း back မှာဆို thickness အတွက် mid back thickness အတွက်ကောင်းတယ်ကျွန်တော်ကတော့သုံးတယ်ဟောဒါဆိုရင်ကျွန်တော်တို့ trap မှာဆက်ရဲ့အောက်ဆုံး lower trap အဲ့ဒါကြတော့ကျွန်တော်တို့ကဒီကောင်ကြီးကိုထွေထွေထူးထူးဘာအကြောင်းတရားနဲ့ဆော့တင်လဲဆိုရင်ကျွန်တော်တော်တော်များများ posture တွေမှားတယ်ကျွန်တော်အပါဝင် လူများစုပေါ့နော်ဖုန်းတွေ computer တွေ laptop တွေသုံးကြတယ်ဆိုတော့ဖြည်း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 ကျွန်တော်က ngai site လား အကဲမိတ်ဆွေတို့က lower trap ကိုတေချာလေး train ထားမယ်ဆိုနည်းနည်းလေးတော့အမှတ်သွားတယ်။အ lower trap တခုတည်း train လဲရုံနဲ့ဖိုချော်ကြီးမှန်သွားမယ်လို့တော့ပြောတာမဟုတ်ဘူး။ဒစိတ်တဒေတာတခန်းတခန်းတာပါဝင်နေ။အဲ့တော့ lower trap ကို train လာတော့ရှင်းရှင်းလေးကျွန်တော် let pull down ဆွဲတဲ့ set မှာ scapular depression လုံးလို့ရတယ်။ဒီမှာပြထားသလို virus လုံးလို့ရတယ်။အဲ့တော့ကျွန်တော်တို့ဒီ trap muscle train နေနေရာမှာအဓိကကြတာကတော့ upper trap အတွက်ဆိုရင် strap ကိုကျွန်တော်ကတော့ရွေးချယ်လိုက်မယ်။နောက်ပြီးတော့ middle trap ဆိုတာ upper back တော်တော်လေးထူထဲဖို့ back mass thickness အတွက်ဆိုရင်ကျွန်တော်တို့ row ကိုရွေးမယ် key so shrug တို့အားကြီးကျွန်တော်ကတော့ accessory အနေနဲ့ထည့်ကျင်ထည့်မယ်ကျွန်တော်တို့ row လောက်လိုက်တယ်ဗျအောက်ကုန်သွားရဲဆိုရင် key so shrug လေးကိုနည်းနည်းအစ်စ်လေးထည့်လိုက်တာမျိုးလေလုပ်ချင်ကျွန်တော်လုပ်မယ်ကျွန်တော်ကဆိုဒီ chest supported row ကိုကျွန်တော်ပို့ကြိုက်တယ်အားလေးရွေးလိုက်မယ် lower trap အတွက်ကြာတော့ကျွန်တော် refunctional အတွက်ပို့ချလေးကောင်းဖို့အတွက် stabilizer အနေနဲ့ accessory အနေနဲ့ recovery တဘောလေးကျွန်တော်တို့ကစားတဲ့နေ့တွေမှာတတ်တတ်ထည့်လိုက်မယ် workout လုပ်တဲ့အချိန်မှာတော့ကျွန်တော်တို့မထည့်တော့ဘူး ဆိုတော့ဒါဆိုရင် trap master ရဲ့ anatomy တွေ insertion origin တွေလေ့ကျင့်ခန်းလေးတွေကိုရေပူအားဖြင့်တော့နားလည်သွားမယ်လို့ကျွန်တော်မျှော်လင့်တယ်။ဒါဆိုရင်ကျွန်တော်တို့အားလုံးသိကျင်နေကြရတယ် let's dorsey ဝင်းမာဆယ်အတောင်မန်မာဆယ်ကိုဆက်ကြည့်လိုက်အောင်။ဒါဆိုရင်ကျွန်တော်တို့ let dorsey ဝင်းမာဆယ်အတောင်မန်မာဆယ်ရဲ့စမှတ်လေးကိုစကြည့်လိုက်အောင်။ထုံးစံတိုင်းပဲသူလဲ origin နေရာကတော်တော်လေးညားတယ်။ပထမအဆုံးက thoracic spine T7 နေစပြီးတော့ whole L5 ထိသွားတယ်။နောက်ပြီးရင်ဒီ iliac crest တင်မာရိုးရဲ့ နောက်ဆုံးနေရာလေးမှာဆက်နေတယ်။နောက်ပြီးရင်ကျွန်တော်တို့ဒီနိုင်ရိုးအိမ်ဟိုးအောက်ဆုံး3လေးမှာချိန်နေတယ်။နိုင်ရိုး3လေးမှာချိန်နေတယ်။နောက်ပြီးရင်ကျွန်တော်တို့ဒီ scapula ရဲ့ အောက်ဆုံးအပိုင်းမှာထပ်ပြီးတော့ချိန်နေချိန်နေတဲ့နေရာကစုစုပေါင်းဟို၄နေရာလောက်ရှိတာပေါ့နော်အမှချိန်နေနောက်တစ်ခုကသူကဒိုက်ရိုက်ကြီးကျွန်တော်တို့ဒီအယိုးမှာတန်းချိန်နေတာမဟုတ်ဘဲနဲ့ thoracic lumbar fascia ဆိုတဲ့ဟာကြီးနဲ့တွဲဆက်နေတယ်တော်တော်လေးကိုဒါ stabilize လုပ်လို့ရပြီးတော့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ muscle အစိပ်ပိုင်းတစ်ခု ဖြစ်တယ် insertion ကဘာမှတော့ချိန်လဲဆိုတော့ကျွန်တော်တို့အလွယ်ပြောရင်တော့ humerus ပေါ့နော်လက်မောင်းယိုးပေါ့တိတိကျကျပြောရင် ဘိုက်ဆက်ရီဂလာ group ဆိုတဲ့နေရာလေးမှာချိန်နေတယ်ဒီမှာပုံလေးနဲ့ပြထားတယ်အလွယ်မှတ်ချင်ရင်တော့ဒါလက်မောင်းယူမှာချိန်နေတယ်လို့ပဲမှတ်ထားလိုက်ပို့ဒါဆိုရင်ကျွန်တော်တို့ let dot c ဝင်းမာဆယ်ရဲ့ function ကိုဆက်ကြည့်လိုက်အောင်ကျွန်တော်တို့ဒီ let dot c ဝင်းမာဆယ်ကြီးဘယ်ချိန်အလုပ်လုပ်လဲဆိုရင်နံပါတ်1တကူကကျွန်တော်တို့ shoulder extension ခန္ဓာကိုယ်ကနေလက်ကိုဒီလိုမျိုးဆွဲမြောက်လိုက်တယ်ဆိုရင် shoulder flexion ပြန်ပြီးတော့ဆွဲကတ်တယ်ဆိုရင် shoulder extension အဲ့တော့လက်မာဆယ်က shoulder extension ံပါတ်1အလုပ်လုပ်တယ်ဒါခုံထောက်နေလို့နော်အောက်ထိဆွဲကပ်မှာနောက်တစ်ခုက shoulder adaption ADD ပေါင်းလိုက်တာပေါင်းလိုက်တာ adaption ဒီနေရာမှာအလုပ်လုပ်တယ်နောက်ပြီးတော့ internal rotation ကျွန်တော်အတွင်းဘက်ကိုဒီလိုမျိုးလှည့်လိုက်တာဒီ၃နေရာမှာကျွန်တော်တို့အလုပ်လုပ်တယ် ဒါဆိုရင်ကျွန်တော်တို့လေ့ကျင့်ခန်းရွေးချယ်မှုကိုဆက်ကြည့်လိုက်အောင်ဒီနေရာမှာဒီ letter C ကိုတချို့ကလည်း upper lower bias လုပ်လို့ရတယ်မရအောင်ပြောချင်တာကဗျာဝင်းမာဆယ်ရဲ့အပေါ်ပိုင်းလေးကိုပဲပို့ပြီးတော့ထိအောင်ကစားတယ်အောက်ပိုင်းလေးကိုပို့ပြီးတော့ထိအောင်ကစားတယ်လုံးဝတီးတန့်ကြီးဗျာလုံးဝအပေါ်ပိုင်းပဲကစားတယ်အောက်ပိုင်းပဲကစားတယ်ဆိုတာဝင်းမာဆယ်အပေါ်ပိုင်းလေးပို့ပြီးထိအောင်ဝင်းမာဆယ်ရဲ့အောက်ပိုင်းလေးပို့ပြီးထိအောင်ဆိုပြီးတော့ဒါပြူရတာ꿰လဲတာရှိတယ်အဲကျွန်တော်ကတော့ဒီ leverage graph အရာကျွန်တော်တို့ဝင်းမာဆယ်ရဲ့အပေါ်ပိုင်းလေးကိုနည်းနည်းလေးပို့ပြီးဘတ်လိုက်တယ် bias ဖြစ်တယ်ကစားနေ ီးကိုရွေးပါဆိုရင် shoulder extension ဒီလိုဆွဲကပ်လိုက်တဲ့ movement ကိုရွေးမယ် plane of motion ရပြောမယ်ဆိုရင် share video တွေကြည့်ထားတဲ့သူတွေသိမယ် sagittal plane အဲ့တော့အဲ့နေရာမှာကျွန်တော်တို့တိပ်ပံနီးကြကစားနီးတွေအရာကတော့ဒီလိုမျိုးပုံစံကစားရတယ်ဒါပေမဲ့ဒီလိုပုံစံကစားတာကဟုတ်တယ် peak tension ဖြစ်တယ်လုံးဝ leverage အရာအကောင်းဆုံးဖြစ်တယ်။ဒါပေမဲ့အဲ့လောက် accessory အများကြီးနဲ့ဆော့ဖို့ဆိုတာမလွယ်ဘူး။တော်တော်လေးခက်တယ်။ အဲ့တော့ကျွန်တော်ကတော့ဘယ်လိုမျိုးဟာကိုရွေးချယ်လဲဆိုတော့ single emerald ကိုရွေးတယ်ဒီနေရာမှာကျွန်တော် dumbbell ကိုမရွေးတော့ဘဲနဲ့ဒီ chest support တက်မှာဒီလိုမျိုး single emerald ရွေးတယ်ကျွန်တော်ပို့ပြီးတော့ stabilize ဖြစ်အောင် ထောက်ထားတယ်ဒါပေမဲ့ကောင်းကောင်းလေးကျွန်တော်ဒီလိုမျိုးဆွဲခြင်းတဲ့အတွက်ကြောင့် chest support တက် row မှာကျွန်တော်ကတော့ single emerald ဆွဲလိုက်တယ်ဒီလိုမျိုးမဟုတ်ဘဲနဲ့ကိုယ့်ကို cable နဲ့ single emerald ဆော့လဲရတယ် dumbbell နဲ့ဆော့ခြင်းတယ်ဆိုလဲဆော့လို့ရတယ်ဘယ်သူမှမှန်တယ်မှားတယ်ကျွန်တော်မပြောလို့ဘူး အဲ့တော့ဒီ plane of motion မှာကစားမယ်ဆိုရင်တော့ upper and middle lobes ကိုနည်းနည်းလေး bias ဖြစ်တယ်လို့ဒီ graph မှာကြားထားတယ်။ sagittal plane သင်္ကန်းအရိုးတစ်ခုခုနှစ်သက်တာရွေးနောက်တစ်ခုက lower lobes mid နဲ့ lower ပေါ့နော်။ဆိုတော့ကျွန်တော်တို့တော်တော်များများပါဗျာ။ဝင်းမှာဆဲအတောင်ပံမှာဆဲဆိုရင်ကားတော့ကားတယ်ဒါပေမဲ့အပေါ်ပိုင်းအားတာတယ်အောက်ပိုင်းလေးတွေအားနေကြတယ်။ အဲ့တော့ကျွန်တော်တို့ plan of motion အရာ ပြောမယ်ဆိုရင် front of plane ကိုကစားမယ်ဆိုရင်ပို့ပြီးတော့ထိရောက်တယ်ဒီ graph မှာပြထားတယ်ဆိုတော့အဲ့မှာမှာ leverage အကောင်းဆုံးနေရာကိုကြည့်လိုက်မယ်ဆိုရင်ဒီလောက် degree မှာပြထားတယ်အဲ့လောက် degree ကိုရောက်ဖို့ဆိုရင်ကျွန်တော်တို့ပုံမှန်အပြင်ဆော့နေကြတော့ left bull down ဆော့တယ် right grid left bull down ဆော့တယ် shoulder adduction ဒီ movement ပဲဒါပေမဲ့ကျွန်တော်တို့ကဒီမှာနှစ်ဖက်ကင်ထားရတယ် multi joint နေဖြစ်တယ် stable နည်းနည်းဖြစ်ဖို့ အခက်ခဲရှိကောင်းရှိမယ်နည်းနည်းလေးအားသုံးရတာရှိမယ်ဆိုတော့အကယ်၍ဒီကောင်ကိုပဲတေချာထိကျင်နေဆိုရင်တော့ဒီမှာပြထားတဲ့ leverage အကောင်းဆုံး degree အရဆိုရင်60.85လောက်မှာရှိတယ်အဲ့တော့ peak tension ရအောင်60.85တခါတည်းယူပြီးတော့ဒီမှာ kinan flap လောက်လိုက်တယ်အဒီမှာတစ်ခုအခက်ခဲရှိတာကဒီမှာရှိတဲ့ cuff တွေကတော့အရင်အကြီးမရှိတော့ဒီကောင်ကြီးကိုဆွတ်ဖို့အခက်ခဲရှိတယ်အဲ့တော့ကျွန်တော်က single joint တော့မဟုတ်ဘဲနဲ့ဒီနားမှာဆွတ်လိုက်ရတယ်အဲ့တော့ peak tension ရအောင် ဒီလိုမျိုး kinan flap လိုမျိုးဟာမျိုးလုပ်လို့ရတယ်။ဆိုတော့တချို့ကလေးတွေကဒီ kinan flap လုပ်နေတာမျိုးလေးတွေရှိတယ်ဒီနိုင်ငံမှာလည်းရှိတာပေါ့နော်။အဲ့တော့အားဒါလေးတွေကအတကျူးအယူဖြစ်တာပဲအပေါ်တွေဆော့နေတာပဲ Olympia တွေလည်းဆော့ခဲ့တာမဟုတ်ဘူးဆိုပြီးတော့ဒါဝိဝါဒကွဲလဲတာရှိတယ်။ဆိုတော့တကယ်တော့ဟုတ်ပါတယ် white grip black pull down နဲ့အတူတူပါပဲ။ဒါပေမဲ့သူတို့က isolation ကိုပိုကြိုက်တယ်ဟို stable ဖြစ်တာပိုကြိုက်တယ် လောက stimulus အတည်ရတာပိုကြိုက်တယ် stimulus to fatigue ratio ကိုခြားတယ် leverage အကောင်းဆုံး graph ကိုကြည့်ပြီးကစားတယ်မှန်တယ်မှားတယ်တော့မဆိုလိုဘူးပေါ့နော်အဲ့တော့ lower legs ကိုအထီရောက်ဆုံး leverage အကောင်းဆုံးဒီ exercise ကိုရွေးလို့ရတယ် wide grip လက်ပူတောင်းဆွဲဆွဲဒီဟာလှုပ်လှုပ်ကြိုက်တာလှုပ်လို့ရတယ် less dorsi ပေါ့နော်ဝင်းမာဆယ်ကိုအပေါ်ပိုင်း bias ဖြစ်တာနဲ့အောက်ပိုင်း bias ဖြစ်တာနှစ်မျိုးဒီလိုမျိုးခွဲခြားလို့ရတယ်နောက်ဆုံးတစ်ခုကကြတော့ကျွန်တော်တို့ဒီ apoyan superficial layer တွေဆိုတာထက် ကျွန်တော်တို့ရဲ့ဓာတ်တိုင်ပေါ့နော်အမြဲကျွန်တော်ပြောတယ် irritable spine အုပ်စုပေါ့အဲ့ဒီကောင်ကြီးကိုကစားဖို့လိုအပ်တယ်မြင်ရလားဆိုတော့လေမမြင်ရအောင်ဒါပေမဲ့ကျွန်တော် hinge movement တွေတင်မအောင်နောက်ကိုပြစ်တဲ့ movement တွေမှာအမြဲပါတယ်တေချာဒါလေးကိုကစားပါလို့ကျွန်တော်အရှိ video တွေမှာလည်းအမြဲတမ်းပြောတယ်ဆိုတော့ဒီမှာတော့ဒီ irritable အုပ်စုကိုကျွန်တော် original insertion နဲ့ fashion နဲ့ anatomy တွေပြောရင် အကောင်မိုးတွေလင်းကုန်မယ်အကောင်ရှုပ်ကုန်မယ်အဲ့တော့အဲ့လောက်ကြီးဒီဒေါင်ရင်တည်စရာမလိုဘူးဒါပေမဲ့ဒီကောင်ကဒီအောက်မှာရှိတယ် hinge movement တွေတော်တော်များများမှာဒီကောင်ကစားလို့ရတယ်အများစုကစားတယ် hyper extension ကစားတယ်ဒီနေရာမှာ glute focus လုပ်ပြီးတော့ကျွန်တော်တို့ pelvic နဲ့ဒီ pad အနေထားရွှေ့ပြီးကစားတာ main ကလေးတွေကစားတာတမျိုးရှိတယ်ကျွန်တော်တို့ဒီ hinge movement လုပ်ပြီးတော့ဒီ hyper extension ကစားတဲ့နေရာမှာတော်တော်များများ lower back lower back ဆိုပြီးပြောတယ်ဒီ lower back ကို bias လုပ်နေတာမဟုတ်ဘူးကျွန်တော်တို့ဒီ error the spine အုပ်စုအကုန်လုံးကိုကစားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တေချာမတ်မတ်ကလေးထားပြီးတော့တောက်လျှောက် hinge movement ကိုတေချာလေးလုပ်မယ်ဆိုရင်ရတယ်အဲတချို့ကလည်း seated cable roll လို့ကစားတဲ့နေရာမျိုးမှာ hinge movement သွားလုပ်နေတာရှိတယ်ဒါကတော့တို့လိုလက်ခွင့်တပိုင်မှားတယ်တော့မဆိုလို့ဘူးเนาะကျွန်တော်က personally ဒီ hyper extension လုပ်တဲ့နေရာလေးမှာရှေ့မှာလုတ်လေးကိုကင်ပြီးတော့ကစားတဲ့ပုံစံမျိုးလေးကစားစေခြင်းတယ်အဲ့တော့ကျွန်တော်တို့ back ကစားရဲဆိုရင်နံပါတ်1 thickness ထုထဲဖို့အတွက်ဆိုရင်ကျွန်တော်ကတော့ဒါ chess board တဲ့ row မှာကျွန်တော်တခုကစားမယ်ဝင်းမာဆယ်လက်တော်စီမာဆယ်အတွက် upper နဲ့ middle ပေါ့နော်လက်မာဆယ်ရဲ့ဒီဝင်းမာဆယ်အပေါ်ပိုင်းကိုလည်းနည်းနည်း bias ဖြစ်တဲ့ဟာ sage double line ကိုကျွန်တော်တခုခုကစားမယ်နောက်တစ်ခု front double line မှာကျွန်တော်တို့ဒီ lower legs အတွက်တခုခုကျွန်တော်တို့ကစားမယ် လုံးဝ back မှာဆက်တဖြည်းဖြည်းနဲ့အောင်နာလေးပါပို့ပြီးထူလာအောင်ကျွန်တော်တို့ပိုချော်ရီမတ်လာအောင် irradar အောက်စုကိုထပ်ပြီးတော့ကစားမယ်တချို့ကလည်းကျွန်တော်အရှိမပြောသလိုပေါ့နော် rear deck ကိုပါတခါလေးထည့်ပြီးကစားလိုက်တယ်ဘာလို့ကျွန်တော် rear deck ကိုချန်လာလဲဆိုတာကကျွန်တော်တို့အတွက်နောက်ဆုံးလုပ်ရမယ့်ဗီဒီယိုတစ်ခုရှိတယ်သိပ်ပံလီကြလက်မောင်းကြွက်သားကစားနေရအဲ့ကြရင် bicep tricep delt အောက်စုသုံးစုလုံးကိုကျွန်တော်ထည့်ပြီးလုပ်ပေးမှဖြစ်လို့ဒီနေရာမှာချန်လာခဲ့တာဖြစ်တယ် ဒါကတော့ရေဘူးအားဖြင့်ဘယ်မှာဆဲဘယ်မှာဆဲဘလို့ကစားရမလဲဆိုတော့ကျွန်တော်ရှင်းပြထားတာဖြစ်တယ်။အကယ်၍မိတ်ဆွေတို့ကကိုကဘယ်အပိုင်းကိုအားနေတာလဲဘယ်အပိုင်းကိုလိုချင်တာလဲဆိုတာကိုတော့ကိုကကိုတေချာလေးစဉ်းစားချင်းချင်းပြီးရွေးချယ်လို့ရတယ်။ကျွန်တော်အနေနဲ့ sample လေးပေါ့နော် ABC ဆိုပြီးတော့၃ခုလေးကျွန်တော်မြင်တာလဲဆောင်ပေးမယ်။ထုံးစံနိုင်မယ်ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ် comment မှာချခဲ့ ်နောက်ပြီးတော့ subscribe လုပ်ထားတဲ့ screenshot လေးကို messenger ကိုပို့လိုက်အဲကြရင်ကျွန်တော်ဒီအတွေ့အဆက်လေးပေါ့နော် option ၃မျိုးလေးကိုကျွန်တော်မြစ်တာလက်ဆောင်အနေနဲ့ပေးမယ် okay ဒီလိုမျိုးကစားနည်းတွေကအရန်ရှုပ်ထွေးတယ်ငါတို့ဓာတ်တွေမသိကျင်ဘူးကစားတော့ကစားနေတာပဲထျောက်ပါမလားပြန်လဲစစ်ဆေးပေးတာ form မှန်မှန်မှန် check လုပ်ပေးတာနောက်ပြီးတော့အရေးအန်ကြီးတဲ့ diet တွေကိုလည်းတေချာလေးသိကျင်တယ်တိတိကျကျလေးလုပ်ချင်တယ်ဆိုရင်တော့လားစင်ကျွန်တော်လူတရာလက်ခံတဲ့ body recomposition program ရှိတယ် ဒီလဆယ်လပိုင်းသတင်းကြော်ကာလာလေးမှာတော့ထူးထူးဆန်းဆန်းပေါ့နော်ဒါပထမအပတ်မှာတင်ကျွန်တော်တို့90ရာခိုင်နှုန်းလောက်တော့လူပြည့်သွားပြီကျွန်တော်နောက်ထပ်လူ90ပဲလက်ခံမယ်တင်တဲ့အကြောင်းကအသေးစိတ်သိချင်တယ်ဆိုရင်တော့ body recomposition ဆိုပြီးတော့ကျွန်တော်ရဲ့ page CV ကိုဒါတခါတည်းပို့လိုက်ပါ admin တွေကနေ message တွေကိုတေချာလေးရှင်းပြပါလိမ့်မယ်ဆိုတော့ဒီ video မှာ message တွေအတွက်ဘယ်ရာလေးက ဘုဒ္ဓတာတစ်ခုကိုရလိုက်လေဘဲအရာလေးကကျွန်တော်အယူဆမှားနေတာလေးဒါလေးတိလိုက်တော့ပြန်ပြင်လို့ရသွားတယ်အချိန်မီသွားတယ်ဒါမှမဟုတ်ဘဲအရာလေးကိုထပ်ပြီးတော့မရှင်းလင်းဖြစ်နေတယ်လဲဆိုတာလေးကိုကျွန်တော်ရဲ့ comment မှာရေးသားပေးသွားပါ make sure ကိုအချိန်ရရင်ကျွန်တော်တေချာလေးထပ်ပြီးတော့မှဖြေပေးပါမယ်ဗီဒီယိုဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်တွေ့ပါမယ်